။ Yeah, Stone X မှာကျေးဇူးပါတယ်။ DC Comics အတွက်ပထမအဦးဆုံး Premium Comic အနေနဲ့ကျွန်တော်ရဲ့အကြိုက်ဆုံးလည်းဖြစ်တဲ့ Predator တို့ရဲ့အကြိုက်ဆုံးလည်းဖြစ်ကြမဲ့ Batman Comic ကိုတင်ဆက်ပေးလိုက်ပါတယ်။အခု Comic ဒီ DC Comics တွေထဲကအကောင်ဆုံး Comic တစ်ခုလို့ပြောလို့ရတယ်။ဒီ Story မှာဆိုရင် Batman တကောင်ကိုပဲမဟုတ်ဘူး။မျက်လုံးအနီအောင်တနက်နက်လန့်နဲ့အထအကြဆုံး Thomas Wayne Batman ကိုလည်းမြင်ရမယ်။မတူညီတဲ့ Universe တစ်ဖက်တစ်ချက်စီမှာရှိနေကြတဲ့တာအဖာ၂ယောက် Batman ၂ယောက်ကတယောက်ကိုတယောက်ကယ်တင်ဖို့အတွက်ကြိုးစားကြမှာကိုလက်လက်ပပဖန်တီးထားတဲ့ Comic လည်းဖြစ်ပါတယ်။အဲအခု Comic ကိုရောင်းရခြင်းနဲ့မကြ ခင်မှာ face reveal လောက်သွားမှာမျက်နှာပြပြီးတော့ရိုက်ဖို့အတွက်လိုအပ်တာတွေကိုဝယ်ယူသွားမှာမို့လို့ comic ကိုဝယ်ယူအားပေးခြင်းဖြစ် channel ကိုတိုက်ရိုက် support လုပ်ပေးနိုင်ပါတယ်ဆိုတော့အားလုံးလည်းစိတ်ဝင်စားနေလောက်ကြပြီဆိုတော့ရှေ့ရှေ့ဝေးဝေးပြောမနေဘဲနဲ့ intro လေးပြီးရင်စလိုက်အောင် I am the night. I am Batman. โอเคဒီ comic ဒီ2017ခုနှစ်မှာထွက်ခဲ့တဲ့ Flashpoint comic ကို17နှစ်ကြာတဲ့အချိန်2022မှာပြန်ပြီးတော့ထွက်လာတဲ့အဆက် Flashpoint Beyond comic ဖြစ်ပါတယ် But don't worry guys ရေက Flashpoint comic ကိုမသိထားဘူးဆိုရင်လည်းနားလည်သွားအောင်အတွက်အခုဗီဒီယိုထဲမှာထည့်ပြီးတော့ရှင်းပြပေးထားပါတယ် And ဒီ comic ကဘာလို့ပို့ပြီးတော့မိုက်သွားလဲဆိုတော့ Flashpoint ဆိုတဲ့နာမည်နဲ့ဖြစ်ပေမဲ့ Flash ရဲ့ comic မဟုတ်ပါဘူး Batman ရဲ့ comic ဖြစ်ပါတယ် comic ရဲ့အစကို Bruce Wayne Batman တယောက်ကနေရာတစ်ခုထဲမှာတစုံတစ်ခုကိုရှာဖို့အတွက်လာတာနဲ့ပြထားပါတယ်သူဘာကိုလာရှာလဲဆိုတာကိုတော့ပရိသတ်တွေကိုပေးပြီးတော့ သိထားပါဘူး။ဒါပေမဲ့သူရှိနေတဲ့အခန်းကြီးကသွေးဆက်တွေအထူးအဆန်းပစ္စည်းတွေထားထားတဲ့နေရာတစ်ခုဖြစ်နေရဲ။သူလာပြီးတော့ရှာတဲ့အရာကိုသူကိုယ်တိုင်ကတော့မသိတဲ့အတွက်ဘတ်မန်ကကာတွန်းစုံတွေတစ်ခုကိုပါခေါ်လာခဲ့ပါတယ်။ဒီအတွဲကဘတ်မန်ကိုဇက်တိုက်တတိပေးနေတယ်။ဒီနေရာကြီးကတိုင်းမာစတာဆိုတဲ့ကောင်တွေပစ္စည်းထားရနေရပဲ။အဲဒီကောင်တွေဒါပြန်ရောက်လာပြီဆိုရင်ငါတို့တော့မလွယ်ဘူးဆိုတာမျိုးတွေကိုပြောနေပါတယ်။ဘတ်မန်ကတော့ထုံးစံအတိုင်းခေယူမဆိုင်ဘူး။သူလိုချင်တဲ့အရာကိုပဲတညိုးထိုးပြီးတော့ပြဖို့အတွက်ကောင်မလေးကိုပြောလိုက်ပါတယ်။ကောင်မလေးကနာယီတစ်ခုနဲ့နင်းပေါ်လုံးတစ်ခုကိုလက်ညှိုးထိုးပြတယ်။မာတတိပေးရနော်ဆိုတာကိုထပ်ပြီး ော့ပြောလိုက်ပါတယ် bad batman ကတော့ခယူမဆိုင်ပဲနဲ့ဒီအရာတွေကိုယူပြီးတော့ထွက်လာခဲ့ပါတယ်ဒီအရာတွေကဘာဒီမန်ကိုမသိရသေးပေမဲ့တားနေတဲ့စကားတွေအရာဆိုရင်မလုတ်တဲ့အရာတစ်ခုဖြစ်မယ်ဆိုတာကိုသတိထားမိကြမှာပါ and batman ကိုယ်တိုင်ကလည်းပြောပြလာတယ်ဒါကငါမလုတ်တဲ့အရာတစ်ခုပဲဒါပေမဲ့ငါလုတ်ရမယ်လို့ပြောရင်းနဲ့သူအဓိကဒီကိုလာရတဲ့အကြောင်းရင်းကိုပြသွားခဲ့ပါတယ်အဲ့ဒီအကြောင်းရင်းကကြောက်တင်ပုံပေါ်မှာရေးထားတာဖြစ်တယ် thomas wayne will die thomas wayne ကတေးရလိမ့်မယ်ဆိုတာပဲဖြစ်ပါတယ်ဆိုတော့ဒီ time မှာဆိုတာဆိုတဲ့ကောင်တွေကဘာတွေပဲဖြစ်နေပါစေဘာတွေပဲလုပ်နေပါစေသူတို့ရဲ့ရည်ရွယ်ချက်က thomas Thomas Wayne ဆိုတဲ့ Batman ရဲ့အဖေကိုတပ်ပစ်ဖို့အတွက်ဖြစ်တယ်ဆိုတာကိုသိလိုက်ရတယ်။ Ender ကို Batman ကလည်းအဖြစ်မခံနိုင်ဘူး။စာကိုလက်နဲ့ဆွဲဖြတ်ပစ်လိုက်ပါတယ်။တစ်ဖက် Universe Flashpoint Universe မှာတော့ Thomas Wayne တယောက်ကအရက်တွေတောက်ပြီးမောက်နေရကနေ Boss ကြီးထတော့ထတော့ရဲတွေလာနေပြီဆိုတဲ့အတန်နဲ့အတူသူ့ရဲ့တပည့်ပင်ကွင်းကလာနိုးတာကြောင့်ထလာခဲ့ပါတယ်။ Thomas ကဘာတွေဖြစ်မှန်းမသိဘဲနဲ့နိုးထလာခဲ့တာဖြစ်တယ်။တကယ်တော့ Flashpoint Universe ဆိုတာက Flashpoint Comic အစုံမှာ Barry ကပြန်ပြီးတော့ကယ်တင်ပေးခဲ့တဲ့အတွက်အဆုံးသတ်သွားခဲ့ပြီ။ Basically ဒီ Universe ကရှိမနေသင့်တော့ဘူး။ Thomas Wayne ဆိုတာကအသက်ရှိမ နေတင်တော့ဘူးဒီတော့ Thomas ကသူ့ကိုယ်သူတင်နေပြီဖြစ်တင်တာဘာလို့ပြန်နိုးလာရတာလဲဆိုပြီးတော့စဉ်းစားနေတဲ့အချိန်မှာပဲဝင်လာတဲ့ရဲတွေနဲ့အတူရှင်းနေကြောက်ခါဗီဒန်က Thomas ကိုပြဿနာလာရှာခဲ့ပါတယ်ဒီ Flashpoint Universe မှာဆိုရင်လမ်းကြားထဲမှာရုပ်ရှင်ကြည့်ပြီးတော့ထွက်လာတဲ့ညကတေခဲ့တာက Bruce Wayne လေးဖြစ်နေပါတယ်ဖခင် Thomas Wayne ဒီလူတွေကိုလိုက်ပြီးတော့တတ်တဲ့ Batman ဖြစ်လာခဲ့တယ်သူရဲ့သားကိုတပ်ပစ်ခဲ့တဲ့ဂျိုးချိုးကိုတော့မှသူကိုယ်တိုင်တပ်ပစ်ခဲ့ပါတယ်ဘက်တစ်ဖက်မှာမိခင်ဖြစ်သူ Mother Wayne ကတော့သားလေးကိုစုံရှုံလိုက်ရတဲ့အခါမှာငကိုရှိနေတဲ့စိတ်ဒဏ်ရာကပို့ပြီးတော့ဆိုးလာတယ်တရမှာသူရဲ့မျက်နာကိုသူကိုယ် ိုင်းဓာတ်တွေနဲ့လီးပစ်လိုက်ပြီးတော့အဲဒီ universe ကဂျိုကာဖြစ်လာခဲ့ပါတယ်။အဲဒီမာသာဝိုင်းဂျိုကာဖြစ်လာတဲ့အကြောင်းကိုလည်းဗီဒီယိုတက်တက်ခွဲပြီးတော့လုပ်ပေးထားတာရှိပါတယ်။ဒီအပေါ်ကဟာလီကိုနှိပ်ပြီးတော့ကြည့်လို့ရပါတယ်။သူဒီအဲဒီအစုံမှာ Thomas ကလိုက်နေတဲ့အချိန်မှာပြုတ်ကျပြီးတော့ဒေဆုံသွားခဲ့တာဖြစ်ပါတယ်။ Anyway ဒီဇလန်းကိုဆက်ရမယ်ဆိုရင် ရောက်လာခဲ့တဲ့ Harvey Dent អော်ပြီးတော့ပြောနေတာတွေအရာသူရဲ့ကလေးတွေကိုရှေ့မှာ Thomas ရဲ့မိန်းမဂျိုကာကပြန်ပေးဆွဲခဲ့တာကြောင့်သူရဲ့မိန်းမ Kill ကအဖြစ်အပျက်တွေအားလုံးကိုမြင်ပြီးတော့ယူသွားခဲ့တယ်။အခုလည်း Thomas Wayne နဲ့စကားပြောခြင်းနဲ့ဆိုတာကြီးပဲပြောနေတဲ့အတွက် Harvey ကလာပြီးတော့ခေါ်ခဲ့ခြင်းဖြစ်ပါတယ်။ ယ်။ဘာဖြစ်နေတဲ့အရာတွေကိုနားမလဲတဲ့တောမတ်ဆွေင်ကရှိနေတဲ့နေရာကနေပြီးတော့ပဲခေါင်းရှုပ်ရှုပ်နဲ့ထွာလာခဲ့ပါတယ်။တခုခုတော့မာနေပြီးငါကတည်နေရမှာငါရဲ့သားကအသက်ရှင်နေရမှာလို့ပြောရင်းနဲ့သူကပေါက်ကွဲစွာထွာလာခဲ့ပါတယ်။ဒီပတ်မန်နဲ့ပတ်သက်ပြီးတော့တစ်ချက်ရှိတယ်။အဲ့ဒါကဘာလဲဆိုတော့ရှေ့ flash point မှာ flash ကနေပြီးတော့မင်းရဲ့သားကတစ်ဖက် universe မှာအသက်ရှင်နေလူမတက်တဲ့ batman ဖြစ်နေတယ်ဆိုပြီးတော့ကြားလိုက်ရတဲ့အချိန်တွေကသူစီမှာ cycle တစ်ခုဝင်သွားခဲ့တယ်။အဲ့ဒါကအခု universe ကြီးကိုပြန်ပြောင်းပြီးငါမရှိမှငါမရှိတဲ့ universe ဖြစ်မှငါရဲ့သားကအသက်ရှင်မှာဒီတော့ဘာတွေပဲဖြစ်ဖြစ်သူကရ ားအောင်ပြန်ပြောင်းပြီးတော့တစ်ဖက်မှာဘတ်မန်ဖြစ်နေရဆိုတော့ Bruce Wayne ကိုကယ်တင်ခြင်းနော် Bruce Wayne ဆိုတာကပဲ Batman ဖြစ်နေပါတယ်ဆိုတော့ Universe မျိုးဖြစ်အောင်ပြန်ပြောင်းခြင်းတာဖြစ်ပါတယ် So အစကတော့သူဒီဒါက Multiverse တစ်ခုခုများဖြစ်မလားဆိုပြီးတော့တွေးမိတယ်ဘတ်သူကိုယ်တိုင်မြုပ်ပေးထားတဲ့သူ့ရဲ့မီတာစုအုပ်ဂူတွေကိုမြင်လိုက်ရတဲ့အချိန်မှာတော့ဒါကသူမုံတီးနေတဲ့ Universe ပဲသူပြောင်းလဲပြစ်ခြင်းနေတဲ့ Universe ပဲဖြစ်တယ်ဆိုတာကိုသိကြသွားခဲ့ပါတယ်ဒီကောင်ကပြောင်းခြင်းနေတယ်ဆိုလဲပြောင်းခြင်းစရာပဲအခု Universe မှာဘာကမှအကောင်အတိုင်းရှိမနေဘူး Wonder Woman နဲ့ Aquaman တို့ကစစ်ဖြစ်ကြပြီးတော့ကမ္ဘာနေရာအနက်မှာလဲ ရေလွမ်းတာတွေပျက်စီးတာတွေဖြစ်ကုန်ကြပြီ Wonder Woman ကစစ်ရှုံးသွားပြီးတော့ကဘာကိုအကွာမန်ကအုပ်ချုပ်နေတယ်လူတွေကိုကယ်တင်ပေးမဲ့ Superman ဆိုတာကလည်းမရှိခဲ့ဘူး Superman ဆိုတဲ့ငပိန်လေးက Flashpoint မှာထွက်လာတော့လေသူ့ကိုအဓိကလွတ်လိုက်တဲ့ရည်ရွယ်ချက်တိပုံမှန် story တွေမှာလိုမျိုးမဟုတ်ပဲね Krypton ဂျိုတာတွေကကဘာကိုတိမ့်ဖို့ ਨੇ ကင်းတောက်လို့ဖို့အတွက် Superman ကိုလွတ်လိုက်ခြင်းဖြစ်တယ်ဆိုပြီးတော့သိရတယ်အခုဆိုရင်အဲ့ဒီကဘာအပြင်ဘက်က Krypton ဂျိုတာတွေကလည်းကဘာကိုတိမ့်ဖို့အတွက်လာနေပြီဆိုတာတွေကိုတည်တင်းမှလွင်နေပါတယ်ဒီတော့စိတ်ညစ်နေတဲ့ Batman ကသူ့ရဲ့အလုပ်ကိုပဲဖိပြီးတော့လုံနေလိုက်တယ်သူပထမ ောင်ဆုံးအကြံစီကတော့ရှေးတစ်ခေါက်ကလိုပဲချက်ချင်းပဲ Berry Island ကိုလိုက်ပြီးတော့ရှာတယ်။ Berry ကို Flash ဖြစ်စေလိုက်ပြီးတော့ဒီ Universe ကြီးကိုပြန်ပြီးတော့ပြောင်းလဲဖြစ်ခိုင်းရမယ်ဆိုပြီးပဲဖြစ်ပါတယ်။ Nothing Matters ဒီကဘာမှာဘယ်အရာကမှအရေးမပါဘူးလို့ပြောရင်းနဲ့တနတ်ကိုယူပြီးတော့ထွက်လာခဲ့ပါတယ်။တစ်ဖက်မှာတော့ကိုယုံကန်းကိုကိုလာဖို့အတွက်တောင်မှ Berry ကထုံးစံအတိုင်းနောက်ကျနေသေးတယ်။ဒီတော့ Thomas ကအခန်းထဲမှာပဲတိတ်တိတ်လေးကြိုဝင်ပြီးတော့ထိုင်ဆောင်နေလိုက်ပါတယ်။ Berry ကရောက်လာတဲ့အချိန်မှာသူကရှေးတစ်ခေါက်ကလိုပဲထင်ပြီးတော့ Berry ကိုရင်းရင်းနှီးနှီးနှုတ်ဆက်ကြည့်ဖို့အတွက်ကြိုးစားတယ်။ Bad Berry ကပါသူ့ကိုမှတ်မိမနေတော့ဘူးဆိုတာကိုမြင်လိုက်ရ ရတယ်။ပြီးတော့ Thomas ကလည်းခက်ရှင်းရှင်းနဲ့ခတ်တွတ်တွတ်ပဲရှင်းပြလိုက်တယ်။ငါက Batman ပဲ၊မင်းက Flash ပဲ။ရှေ့တစ်ခေါက်မှာမင်းကမင်းရဲ့အမေကိုကယ်ဖို့အတွက်ကြိုးစားခဲ့တော့ကအခုလို Flashpoint ဆိုတဲ့ University ဖြစ်လာစေခဲ့တယ်။အဲဒီ Flashpoint University ဆိုတာကလည်းအကုန်ပြောင်းပြန်ဖြစ်နေတဲ့စုပ်ပြတ်နေတဲ့ကဘာကြီးပဲ။ပြီးတော့မင်းကပြန်ပြောင်းဖို့အတွက်လိုအပ်လာပြီလို့ဆိုရင်လည်း Thomas ကအခုညီလာတောင်းခဲ့ခြင်းဖြစ်ပါတယ်။ Batman ကကောင်ကကျွန်တော်တို့ရဲ့ထုံးစံအတိုင်း Barry Allen ပဲ။ချက်ချင်းဒီအဖိုးကြီးရဲ့စောက်ယူစကားတွေကိုကြားလိုက်ရတဲ့အချိန်မှာကြောက်လန့်ပြီးတော့ရဲတွေကိုဖုံးစပ်ဖို့အတွက်ကြိုးစားခဲ့ပါတယ်။ Thomas ကလည်းအလွယ်နည်းနဲ့မရတဲ့အချိန်မှာ ချိန်မှာဒီကောင်းကိုမေးစေးထိုးပြီးတော့ဖမ်းခေါ်လာခဲ့ပါတယ်။ Berry ကနိုးလာတဲ့အချိန်မှာသူ့ကိုခေါ်တမ်းမျိုးကြီးရဲ့အမြင့်ဆုံးတိုက်တစ်ခုပေါ်မှာ chemical တွေလျှက်စစ်တိုင်နေနဲ့တွဲချီထားရတဲ့ဆိုတာကိုမြင်လိုက်ရတယ်။ Thomas ကဘေးမှာသူလှုပ်ဆရာရှိရာတွေကိုလုံနေနေနဲ့ရှင်းပြရတယ်။မင်းကငါ့မှာရှင်းပြနေဖို့အတွက်အချိန်မရှိတော့ဘူး။မင်းရဲ့ power တွေကိုဒါရသွားပြီဆိုရင်မင်းကိုယ်တိုင်လည်းနားလဲသွားလိမ့်မယ်။အဲ့လို power တွေရဖို့အတွက်တော့မင်းကဒီ chemical တွေနဲ့တွဲချီထားပြီးတော့မိုးကြိုးပစ်တာကိုခံရမယ်ဆိုပြီးတော့ပြောလိုက်ပါတယ်။ Berry ကအဲ့မိုးကြိုးတွေနဲ့ငါ့ကိုပြစ်မှာတော့ငါတေသွားမှာပေါ့ဆိုပြီးတော့ပြန်ဖြတ်ပြောလိုက်ပါတယ်။ Thomas ကဖြေတယ်။ No မင်းကအရာအားလုံးကို ကယ်တင်ပေးမှလို့ပြောရင်းနဲ့သူရဲ့စံတက်ချက်ကိုစားလိုက်ပါတယ်။ဘတ်မိုဂျိုပြတ်တော့မဲ့အချိန်တဲတဲလေးလူတော့တဲ့အချိန်ကြမှာဘယ်ရီရဲ့အနောက်ကကမီကယ်တွေကိုတယောက်ယောက်ကမြားနဲ့လမ်းပြတာကိုခံလိုက်ရတယ်။ကမီကယ်တွေအကုန်လုံးကလည်းမောက်ကုန်ကြပြီ။ now ဘတ်မန်ကရေရွတ်မိပေမဲ့မိုဂျိုကြလာခဲ့တဲ့အချိန်နဲ့ဖြစ်သွားခဲ့ပြီးဘယ်ရီကိုထိမှန်သွားခဲ့ပါတယ်။အဲဒီမိုဂျိုကြီးပျောက်သွားတဲ့အပြီးမှာတော့ကြံခဲ့တာကလောင်ကျွမ်းပြီးတော့ပြာကျနေတဲ့ဘယ်ရီရဲ့အလောင်းပဲရှိပါတော့တယ်။ဒီချိန်ထဲမှာပဲအခုနဘယ်ရီကိုပြစ်ခဲ့တဲ့မြားသမားကတိုက်အောင်မှာလည်းရှိနေတဲ့ဟာဗီဒန်ကိုလမ်းပြပြီးတော့ကားကိုမီလောင်အောင်လှုပ်လိုက်တယ်။ဘတ်မန်ကအမြန်ပဲ ပြေးဝင်လာပြီးတော့ကားထဲကဟာဗီဒန်ကိုမကင်နိုင်ပေမဲ့ကားထဲမှာပဲပါတဲ့ကလေးကိုကယ်ထုတ်နိုင်ခဲ့ပါတယ်။အဆက်စင်းမြားသမားကအဝေးမှာပြေးနေပြီဆိုတာကိုကလေးကလမ်းပြီးတော့မြင်လိုက်တဲ့ဟိုမှာဆိုပြီးတော့လမ်းပြတဲ့အချိန်မှာဘတ်မန်ကလည်းအဲဒီကောင်နောက်ကိုလိုက်လာခဲ့ပါတယ်။ဘတ်သူနားမလဲနိုင်တာကဘယ်ရီအလန်တော်မှနားမလဲပဲနဲ့ဒီတကဘာလုံးမှာသူတယောက်ပဲတည်တဲ့ကိစ္စကိုဘယ်ရီအလန်ကိုဖလက်လုပ်ပေးဖို့ကိစ္စကိုပလန်ကိုဒီကောင်ကဘလို့လုပ်ပြီးတော့တည်နေရတာလဲ။ဘာလို့ဒီကောင်ကပလန်ကိုဖျက်ဆီးခြင်းရတာလဲဆိုပြီးတော့အဖြေကိုရောက်အောင်ရှာဖို့အတွက်ဒီကောင်ကိုမိအောင်လိုက်လာခဲ့ပါတယ်။မိသွားတဲ့အချိန်မှာတော့ဒီကောင်ဒီအကွာမ န်ဘတ်ကအခု universe ရဲ့ black manta လို့ခေါင်းဖြစ်နေပါတယ်ဒီကောင်ကို batman က ibion မေးတယ်ဒါပေမဲ့မရဘူးဟိုကောင်ကမဖြေတဲ့အပြင်သူ့ကို aquaman တို့ကတတ်မှာပဲဆိုပြီးတော့ပြောတယ်မင်းနဲ့ငါနဲ့ကဘာမှလည်းတိတ်မကွာပါဘူးဆိုပြီးတော့ပြောတယ်မင်းကခလေးတွေတေးတာကိုမြင်ဘူးတယ်မလားဆိုပြီးတော့မေးလိုက်တဲ့အချိန်မှာတော့ thomas ကသူ့ရဲ့ဒါလီ bruce wayne တေးခဲ့တာကိုခေါင်းထဲမှာပြန်မြင်လာပြီးတော့စိတ်လွတ်ထွက်သွားခဲ့ပါတယ် assassin ရဲ့ခေါင်းကိုနိုင်ရန်နဲ့အချိန်ချင်းပစ်ဆောင်ပြီးတော့တတ်ပြစ်လိုက်ပါတယ်မိဘမဲဖြစ်သွားခဲ့တဲ့ harvey dent ရဲ့ခလေးကိုတော့သူကအိမ်ကိုပြန်ပြီးတော့ခေါ်လာခဲ့ပါတယ်သူ့ရဲ့အဓိက plan အဓိကအရာအားလုံးကိုကယ်တင်နိုင် င်မဲ့တူတီတော့ကက်တင်ရှင်베리엘န်ကတော့သိသွားခဲ့ပြီးအခုသူလုံးနိုင်တဲ့တခုတီတော့အရာကတော့ဘာလို့အဆက်စင်လွတ်ခဲ့တာလဲဘာလို့သူ့ရဲ့ plan ကိုတစ်ဖက်ကကောင်းကတည်နေခဲ့တာလဲဆိုတာကိုသိရဖို့အတွက်ရောက်ဘရင်ဖြစ်တဲ့ Aquaman စီကိုထွာလာခဲ့ပါတယ်တစ်ဖက် Universe မှာတော့ Bruce Wayne Batman ကအခုနတူခိုးလာခဲ့တဲ့နှင်းလုံးနဲ့နာယီကိုပူပြီးတော့ထားလာခဲ့တယ်တကယ်တော့အဲ့ဒီပစ္စည်းတွေက Mystical Artifacts တွေဖြစ်တဲ့နာယီဆိုရင် Jenny Slater Dr. Manhattan ရဲ့မိန်းမရဲ့နာယီဖြစ်တယ်ပြီးတော့ဒီ Magical ပစ္စည်းတွေဒီ power ရှိတဲ့ပစ္စည်းတွေနဲ့သူကဘာလုပ်ထားတာလဲဆိုတော့တစ်ဖက်ကသူ့ရဲ့အဖေ universe ကိုမသိအောင်အတွက်မပြောက်သွားအောင်အတွက်ဖန်တီးပေးထားခြင်းဖြစ်ပါတယ်ဆိုဟိုဘက်မှာ thomas wayne တယောက်ကတေးပြီးထင်ပေမဲ့အသက်ရှင်နေတာသူ့ရဲ့ universe ကပုံမှန်အတိုင်းဆက်ပြီးတော့တည်ရှိနေတယ်ဆိုတာဒီအခု batman လုံနေလို့ဖြစ်ပါတယ် bat အရာကမလုံသိမ့်ဘူးနော်ဆိုတဲ့အတန်တစ်ခုကို bruce ကသူ့ရဲ့အနောက်ကနေပြီးတော့ကြားလိုက်ရတယ်မြင်လိုက်ရတာက cocky buster ဆိုတဲ့ time master တယောက်ဖြစ်နေတယ်သူကမလုံနဲ့ဆိုပြီးတော့ထပ်ပြီးတတိပေးလိုက်တယ် batman ကလည်းနားမထောင်ဘဲနဲ့ဆက်ပြီးတော့လုံနေခဲ့ပါတယ်မင်းလုံနေတဲ့အရာတွေက universe ကြီးတစ်ခုလုံးက lore တွေအားလုံးနဲ့ဆန့်ကျင်နေတယ်ဒီကိစ္စအတွက်အကျိုးဆက်တွေရှိလာလိမ့်မယ်နော်ဆိုပြီးတော့ ွက်သူကတတိပေးနေပေမဲ့ဘတ်မန်ကတော့နားမထောင်ဘဲနဲ့ဆက်လုံနေခဲ့ပါတယ်ဆိုဘတ်မန်လုံနေခဲ့တဲ့အရာကဘာလဲတောမတ်စ်တယောက်ကတော့တစ်ဖက်မှာလန်စာကိုဘလို့ဆက်ပြီးတော့ရှာမလဲဒီတာဖာနှစ်ယောက်ဇလန်ကိုစိတ်ဝင်စားကြရဆိုရင်မကြခင်မှာပါ2လုပ်ပြီးတော့တင်ဆက်ပေးပါမယ်စိတ်ဝင်စားကြရဆိုရင်လည်း comment section မှာရေးသွားပေးခဲ့ကြပါအောင်လာကောင်မှာလာအစားမှလုပ်ပေးပါဆိုပြီးတော့တောင်းဆိုထားတဲ့ကျွန်တော်ရဲ့ဆရာသမားများအတွက်လာအစားလေးမှလုပ်ပေးထားပါတယ်အခု comic ကိုလာရောက်ဝယ်ယူအားပေးတဲ့သူအားလုံးကိုလည်းရှေ့မှာထွက်ထားတဲ့ flashpoint comic အစားအဆုံးကို free လက်ဆောင်ထည့်ပေးသွားမှာဖြစ်ပါတယ်အဲ့ဒီတော့ကြောင့် comment နဲ့ description မှာချထားတဲ့ Telegram link လေးကိုအများဆုံးနှိပ်ပြီးလာရောက်ဝယ်ယူအားပေးကြဖို့အတွက်လည်းတောင်းဆိုချင်ပါတယ်။နောက်ဗီဒီယိုတွေမှာပဲတွေ့ကြရအောင်။